မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မလက်ခေတ်တဲ့နေကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်စီကဒုတိယတပ်မတော်၄ကျင်းအရာရှိချုပ်လက်ထောက်စစ်ထောက်ချုပ်နဲ့တွဲဖက်စစ်ရေးချုပ်ရာဦးနေရာတွေမှာနေ့နေ့သိဗိုလ်ချုပ်တင်နဲ့ရာဦးတိုးပေးပြီးအစားထိုးလိုက်ပါတယ်ဒဝဲမြို့အင်ရှိပြင်ရက်ွက်မူလာလမ်းကြောင်းထဲမှာပေါက်ကွဲမှုဖြစ်ပွားပြီးခလင်းငယ်သုံးဟာတေဆုံးသွားက20ကျော်ထိခိုက်ဒဏ်ရာရှိတဲ့တဲ့ရင်ပါဝင် နောက်ဆုံးရတဲ့တဲ့နေကိုတင်ဆက်ပေးပါမယ်ရှင် ထမအဆုံးတင်ဆက်ပေးခြင်းတဲ့တင်ပတ်ကတော့စစ်ကောင်စီကဒုတိယတပ်မတော်လေးကျင်အရာရှိချုပ်လက်ထောက်စစ်တောက်ချုပ်နဲ့တွဲဖက်စစ်ရေးချုပ်ရာဦးနေရာတွေမှာမျက်နှာသစ်ဗိုလ်ချုပ်တွေနဲ့အစားထုတ်လိုက်ကြောင်း စစ်တပ်ဘက်ကသတင်းမြင့်အချက်လက်တွေကိုကိုကပီစီရီယန်ဗိုလ်ကြီးစင်ရော်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။အကြက်ဘက်စစ်တပ်ဟာအခုရပိုင်းအတွင်းအပြောင်းရွှေ့တွေကိုဆက်တိုက်လှုပ်ဆောင်နေတာဖြစ်ပြီးစစ်ရုံးနဲ့နေပြည်တော်တဝိုက်ကလူတွေကိုအပြောင်းလဲတွေဆက်လက်လှုပ်ဆောင်လာရလို့လဲဆိုပါရတယ်။အဲဒီလိုပြောင်းရွှေ့ခံရသူတွေဟာမင်းအွန်လိုင်းရဲ့အမာခံလူတွေလို့ယူဆနိုင်ကြောင်းစီရီယန်ဗိုလ်ကြီးစင်ရော်ကပြောပြပါရတယ်။ ဇွန်လ3ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်အတွင်းမှာအပြောင်းရှေ့တွေထပ်မံလှုပ်ဆောင်ခဲ့လို့စီဒီအမ်ဗိုလ်ကြီးစင်ရော်ကရန်ကုန်ခေတ်တည်တဲ့နာကိုပြပြပါရတယ်။စစ်ကောင်စီကထိပ်ပိုင်းရာတို့အချို့ကိုအပြောင်းလဲပြုလုပ်ရမှာတက်မတော်လေးကျယ်ရရှိချုပ်ရောစစ်မဟာဗျူဟာဌာနကြီးမှုဖြစ်တဲ့ဗိုလ်မှူးချုပ်စမ်းယူနိုင် DSA 34ကိုဗိုလ်ချုပ်ရာတို့တွင်းပြေးလိုက်ပြီးဒုတိယတက်မတော်လေးကျယ်ရရှိချုပ်ဖြစ်ခန့်အပ်လိုက်တာလည်းဖြစ်ပါရတယ်။ဒါအပြင်နေပြည်တော်တိုင်းစစ်ဦးစီးချုပ် ဘုံမူးချုပ်မျိုးကျော်သူ DS37 ကိုလည်းလက်ထောက်စစ်တောက်ကျော်ဖြစ်၎င်းနေပြည်တော်ချောင်းမကြီးဘိုးရွေးတမှုဘုံမူးချုပ်ရဲရင်ဝင် DS37 ကိုလည်းအရင်ဘိုးချုပ်လှမြင်ဆိုနေရဖြစ်တဲ့တွဲဖက်စစ်ရေးချုပ်ရာလူတို့၎င်းပြောင်းရွှေ့ခန့်လိုက်တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ပြည်တွင်းမြမရွှေစျေးကမှာမင်းလင်းရွှေအယောင်းဝင်ဟာလုံးဝရပ်ဆိုင်းသွားပြီးရွှေဆန်အများစုကတော့အခောက်ရွှေနဲ့ဖြတ်ဆတွေကိုမရောမှုဆိုတဲ့စာသားတွေကိုကတ်ထားကြတယ်လို့ရန်ကုန်နဲ့မန္တလေးရွှေဆန်နေစီကနေသိရှိရပါတယ်စစ်ကောင်စီကရွှေကုန်းသေးတွေကိုဖမ်းရမ်းထုတ်တာဖမ်းဆီးအရေးယူရတဲ့ကြောင့်ပြည်တွင်းရွှေစျေးကမှာအယောင်းဝင်ဟာရပ်ဆိုင်းသွားခဲ့တာလည်းဖြစ်ပါတယ်မနေ့ကရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းက အခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်49သိန်းနီးပါးနဲ့အယောင်းဝယ်လုပ်ဖို့ကြေညာခဲ့တဲ့အတွက်ကြောင့်အယောင်းဝယ်တွေလုံးဝပျောက်သွားတယ်လို့လည်းသိရှိရပါတယ်။ပြင်ပဈေးကွက်မှာရွှေတစ်ကျပ်သားကို53သိန်းကနေ54သိန်းကျပ်ကြားမှာဈေးပေါက်နေချိန်မှာရန်ကုန်ရွှေကုန်းတဲ့အင်းက48သိန်း9000နဲ့ရောင်းရမယ်ဆိုပြီးအခုလိုညွှန်ကြားလာတာကြောင့်အယောင်းဝယ်ဟာလုံးဝရပ်ဆိုင်းသွားတာဖြစ်တယ်လို့လည်းရွှေကုန်းတဲ့အူးကရှင်းပြပါတယ်။ရန်ကုန်ခေတ်တည့်ရဲ့စုံစမ်းမှုတွေရ ပြင်ပဒေါ်လာဈေးကွက်မှာအဝယ်ရောင်းမရှိပေမဲ့လည်းအမေရိကန်ဒေါ်လာကိုငွေကျပ်4500ဝန်းကျင်ပြန်လည်မြင့်တက်လာသလိုရွှေစင်းတို့မှလည်းအခောက်ရွှေတစ်ကျပ်သားကို54သိန်းဝန်းကျင်ဈေးတန်းရှိနေတယ်လို့လည်းသိရှိရပါတယ်။လက်ရှိအချိန်မှာစစ်တပ်ကရွှေလည်းမရောင်းပေဒေါ်လာရဲ့မရောင်းပေသလိုအင်ချန်မြေကားပတ်မှာလည်းဈေးနှုန်းမြင့်နေတာကြောင့်ပြည်သူတွေဟာ ထွက်ပေါက်မဲ့နေကြပြီးကြက်ငွေကင်ကာထိုင်ငံရမယ်အခြေအနေမှာဖြစ်လာနေတယ်လို့ UMSCCN ကစီးပွားရေးလုပ်ငန်းရှင်တို့ကသုံးသပ်ပြောဆိုပါရရှင်။ ရှမ်းပြည်နယ်တိုင်းတဘောက်ကိုကြည့်အောင်ပါ။ရှမ်းပြည်နယ်မြောက်ပိုင်းမုံမဲမြို့အနီးမှာအကြက်ဖက်စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားနေပြီးမြို့ပေါ်မှာနေတဲ့ပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ္တတဲ့နာကိုပြောပြပါရယ်။မနေ့ကဇွန်လ၄ရက်နေ့ညနေ6:00နာရီကနေစတင်ပြီးမုံမဲမြို့နီလေကြီးရွာနဲ့တရက်တော်ရွာဘက်မှာအကြက်ဖက်စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲပြင်းထန်နေရလဲဖြစ်ပါရယ်။အကြက်ဖက်စစ်တပ်ဘက်ကတိုက်ခိုက်လေရင်တွေဟာလဲဝဲပြန့်နေတာကြောင့် မြို့ပေါ်မှာနေတဲ့ပြည်သူတွေဟာထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရပါရရှင်ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာအရက်သားပြည်သူတွေပေါ်ကျွလွန်နေရက်ဆက်ကြမ်းကြုတ်မှုတွေဟာပုံမမျက်ပြတ်လာပြီးသူတို့နဲ့ဆက်လင်းတဲ့တရင်အစီရင်ခံစာတွေကိုနေ့စဉ်နေ့ပါကြားသိနေရတဲ့အတွက် UK အစိုးရအနေနဲ့အလွန်မင်းစင်ကောင်းဖြစ်ရလို့ရန်ကုန်ဗြိတိသျှတာဝန်ကထုတ်ပြန်ထားပါတယ်ရခိုင်ပြည်စစ်တွေမြို့နယ်ပြိုင်းဖြူရွာမှာ လူမဆန်တဲ့တပ်ဖြတ်မှုတွေကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့မိသားစုဝင်တွေအတွက် UK အစိုးရကတတိတရစုဆောင်းပေးနေတယ်လို့လည်းထုတ်ပြန်ထားပါဗျာ။အခုရက်ပိုင်းအတွက်မှာမြန်မာနိုင်ငံတွင်းမှာအရက်သားပြည်သူတွေပေါ်ကိုအကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေတာကိုကြားသိနေရပြီးအရက်သားပြည်သူတွေအလုံးကိုအကာအကွယ်ပေးရမှာဖြစ်ပြီးကျူးလွန်ခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်မှုအလုံးအတွက်လည်းတောင်းဝန်ခံမှုရှိရမှာဖြစ်တယ်လို့ဗြိတိသျှတန်ယုံကထုတ်ပြန်ထားပါဗျာ။ ပြန်ဖြူကျေးရွာမှာအရတားပြည်သူ86ဦးတည်းမင်းရအစုလိုက်ပြုံလာတပ်ဖြတ်ခံနေရပြီးနောက်ထပ်လည်းယာကနန်းရှိတဲ့အရတားပြည်သူတွေကိုစစ်ကောင်စီပူပေါင်းတပ်ဖွဲ့ကဖမ်းဆီးထားရလဲဖြစ်ပါတယ်ရှင်။ တနင်္သာရီတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။တနင်္သာရီတန်းဒဝဲမျိုးအင်ရှိပြင်ရက်ကွယ်မူလာတန်းကြောင့်တဲ့မှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးခလင်းငယ်သုံးကတိတ်ဆုံးသွားက20ကျော်ထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သတင်းနာကိုပြပြပါရတယ်။မနေ့ကနေ့လယ်တနင်္လာလောက်မှာ ဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးကလင်းငယ်သုံးမှာတည်ဆုံးသွားခဲ့ရကအယောက်20ကျော်ဟာထိခိုက်ဒဏ်ရာရှိခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ကလင်းငယ်တွေကိုဒဝဲပြည်သူစေယုံကြီးနဲ့ဒဝဲတက်နယ်စေယုံတို့ကိုပို့ဆောင်ထားတယ်လို့လည်းသိရှိရပါတယ်။အဲလို ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသလိုလက်လက်ကြီးနဲ့ပြစ်ခတ်တာမျိုးလည်းမရှိဘူးလို့ဒေသနေပြည်သူတွေကပြောပြပါတယ်။ဒါ့အပြင်အဲ့ဒီကြောင်းနဲ့အကြက်ဖက်စစ်တပ်တက်ဆွဲထားတဲ့နေရာဟာနီးကပ်တာကြောင့် PDF တွေလာဖို့ဆိုတာလည်းမလွယ်ဘူးလို့ဒေသနေပြည်သူတို့ကရန်ကုန်ခေတ္တတရင်နာကိုသုံးသပ်ပြောဆိုပါတယ်။ပေါက်ကွဲမှုဖြစ်ပေါ်တဲ့အကြောင်းရင်းကိုတော့ရန်ကုန်ခေတ်သစ်မီဒီယာအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုဒ်ကတော့ ရန်ကုန်မြို့တာဂိတမြို့မှာရဲစခန်းရှိမှာရှိတယ်။နှင်းမြင်းဆောင်တောင်ရက်ကွက်ကအကြမ်းဖက်စစ်တပ်ကအုပ်ချုပ်ရေးမှူးဆိုလင်းဟာစစ်မှုရန်ဥရီနဲ့ပြည်သူတွေစီကနေငွင့်ညစ်နေပြီးလူငယ်တွေကို PDF လို့ဆွဆွဲပြီးဖမ်းဆီးခိုင်းနေရလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တည်တဲ့နားကိုပြပြပါရယ်။အုပ်ချုပ်ရေးမှူးဆိုလင်းဟာရက်ကွက်အတွင်းမှာငွေကြေးအနှဲငယ်တက်နိုင်သူတွေကိုတီးတန့်ခေါ်ယူပြီးစစ်မှုမထမ်းကျင်ငွေဆယ်သိန်းပေးဖို့ငွေညစ်တောက်ခံမှုတွေလှုပ်ဆောင်နေပြီးမပေးတဲ့နေရင်တွေကိုမေလ21ရက်နေ့ကအကြမ်း ်ဖက်စစ်ကောင်စီတပ်သားတွေနဲ့အဲဆင်းတွေဝင်ရောက်စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။အုတ်ချုပ်ရိမ်မှုဇော်လင်းရဲ့ကြောက်ချမှုကြောင့်လူငယ်တွေမကြာခဏဖမ်းဆီးခံရတဲ့အပြင်အဲဆင်းဝင်ရောက်စစ်ဆေးပြီးဇော်တရုံလန်းနှင်းမြင်းဆောင်ရက်ွက်က ကိုလောက်အောင်ပါဝင်လူငယ်လေးဦးကိုလည်းဖမ်းဆီးသွားတယ်လို့ဒေသနေပြည်သူတွေကပြောပြပါရရှင်။ဟုတ်ကဲ့ပါရှင်။ဟုတ်ရရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ